အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမကြီးတန်မြင့်အောင်ရေးသားထားတဲ့ဘဝရေကချင်းတွင်ဝိညာဉ်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။ဘဝရေကချင်းတွင်ဝိညာဉ် တကယ်လို့များခုနေခါငါတေးသွားခဲ့ရင်ဟုကျမတကားတလေးများပင်လေးလေးနက်နက်တွေးမကြည့်ခဲ့မိဘူးပါလူပြော့လူညံ့များဤထုံးစံအတိုင်းဘဝအမောအကြက်တဲများနှင့် ရင်ဆိုင်ရသောအခါများတွင်နော်တေးသွားတာကမှအေးလေအုံးမည်ဟုသောအတိတ်ပဲကင်းမဲ့သည့်ထွက်ပေါက်တစ်ခုကိုစိတ်သက်သာရာရလေမလားဟုသည့်အတွေ့ဖြင့်လုခနဲ့ညီတွားမိဖို့ခဲ့တဲ့အခါတွေတော့ရှိကောင်းရှိခဲ့ပါသည် အခုတော့ အလွန်ပျော်ရွှင်သလောက်အစနောက်တန်သောညီမအရွယ်တငယ်ချင်းတယောက်ဖြစ်သူ မုံရွာမှခင်မေတန်ပေးပို့လိုက်သောချင်းတွင်ဝိညာဉ်ဟူသည့်အလွန်ဝိထုတပုတ်ကြောင့်ကျမမှာတိမင်းနိုင်ငံသို့အလဲတစ်ခေါက်ရောက်သွားသလိုခံစားလိုက်ရပါလေသည်ခင်မေတန်ဆိုသောညီမတယောက်ကစာရေးဆရာမကြီးဒေါ်ခင်ဆွေဦးဤတူရီတော်သမီးမရွှေပလဲဤအချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်ပါသည် ပလဲတက္ကသိုလ်ចောင်းသူဘွားကလေးကចောင်းနေဘက်တငယ်ချင်းများဖြစ်ကြသော မုံရွာသူခေမီတန်းနှင့်မအောင်တို့အားပလဲနှင့်ပတ်သက်ပြီးတွေ့ကြုံချစ်ခင်ရပြီးသည့်နောက်ကျမတို့အားလုံးညီမရင်ချာများသဖွဲ့ချစ်ခင်ရင်းနှီးသွားကြသည်မှာ၎င်းတို့၏မိသားစုများပါအစ်စ်ပါကုန်ကြသည်ပင်ကိုဇေယိုက်အားဖြင့်ပျော်ရွှင်စွာနေတဲ့သူတို့၏ဒလိတဘာဝအတိုင်းကျမတို့ချင်းရင်းနှီးကြသည်မှာပြောမနာဆိုမနာဆက်ဆံမှုများဖြင့် ရန်ကုန်နဲ့မုံရွာအပြန်ပြန်အလှန်လှန်သူ့ကြောင့်ကို့ကြောင့်မကောင်းပြောကြ။တမင်လှုပ်ကြံ၍ချစ်ခင်ကြည်စေသည်မှာအကြောင်းမသိသူများဖမိလျင်အထင်လွဲပွဲများပင်ဖြစ်သည်။တကြိမ်သောအခါကအထက်မြမပြည်ဖျားဘူးသွား၍မုံရွာဝင်ခဲ့သောပလဲအားလူကြုံပလိုက်သောစာတွင်မိဦးထော်ခင်ဆွေဦးကသူ့ထံသို့တယောက်တည်းမလာပဲလူပိုရီခေါ်ခေါ်လာပြီးမိတ်ဆက်ပေးကြောင်းထိုထဲတွင် တန်မြင့်အောင်ဟူသောစာရေးဆရာမတယောက်ပါလာပြန်ကြောင်းသူတို့မှာထိုအာမနာတတ်သောစာရေးဆရာမကိုကြွေမွေးပြုစုလိုက်ရသည်မှာပဲမြကုံသွားကြောင်းနောက်နောက်ထိုဆရာမအားလမ်းကြုံငယ်မင်းသူတို့ထံဝင်မလာဖို့ပြောထားစေခြင်းကြောင့်သာသဖြင့်နောက်ပြောင်းရေးသားထားသောစာကိုမမဝင်ဆရာမကြီးကလေးယာဝိဇာသိပ္ပံကဖတ်မိသွားပြီးတကယ်မှတ်သွားသဖြင့်ရှင်းပြရသေးသည်။နောက်မကြာခင်မင်း မန္တလေးအမေမမွေနေသွားသောရက်များ၌မန္တလေးမှအမအိမ်ရောက်နေသောခင်မေတန်နှင့်တွေ့ကအန်တီဝင်ခင်မေတန်နှင့်ဖြစ်သွားကြက သူ့အကြောင်းကောင်းကောင်းသဘောပေါက်သွားတော့သည်ဘယ်တော့မှစကားကောင်းကောင်းမပြောရတော့သူကို ကျမတို့ကခင်မေတန်အစားခင်မေတော်ချစ်စနိုးဖြင့်တတဟုခေါ်ကြသည်ကျမတို့ဆိုတာကသူကမေဦးဟုခေါ်တော့မမဦးဒေါ်ခင်ဆွေဦးပလဲနှင့်ကျမဖြစ်သည် မုံရွာသူတွေက အလွန်လှိုက်လဲနှွေးထွေးကြသောကြောင့်တငယ်ချင်းမတ်အောင်မုံရွာအထက်ကမှဆရာမတော်မြင့်မြင့်ခင်နဲ့ခင်မေတန်းဤတူမလေးတိုင်းမီအောင်တို့ကကျမတို့နဲ့တခါတွေ့တိုင်းတတော်နဲ့မမေ့နိုင်မဲတသားသားပြောနေကြသူများဖြစ်သည်နောက်ဆုံးကျမမုံရွာရောက်ခဲ့သောအခေါက်တွင်တော့အလွန်ချစ်စရာကောင်းသောအမျိုးသမီးကြီးတူနှင့်ထက်မှန်ရင်းနေရသည် သူမကစာရေးဆရာကဗျာဆရာ ဘာသာပြန်เสียအံ့မောင်ဤဇနီးဖြစ်သည်ကျမမုံရွာတို့နောက်တစ်ခေါက်ရောက်ခဲ့သည်ကပြီးခဲ့သော2000ခုနှစ်နိုဝင်ဘာလဖြစ်သည်နိုဝင်ဘာလ29ရက်နေ့အမေလူတို့တော်မှာမွေးနေသည်ထိုနေ့ကကျမတို့ပစွန်နှောင်းစီမဟာဘုံကထိန်ကျင်ပါမည်နေနှင့်တိုက်ဆိုင်နေသည့်ဖြင့်ဈေးမှာတာဝန်ရှိနေသောကျမကထိုရက်ကိုခီးမထွက်နိုင် ထို့ကြောင့်နိုဝင်ဘာလ29ရက်ရန်ကုန်သို့ပြန်ရောက်ရန်အတွက် နိုဝင်ဘာလဇန်ကလေးကမန်လေးသို့တက်၍အမေကိုကာရဝပြုသည် ထို့နောက်မန်လေးမှနေ၍ကလေးသို့လာခဲ့မည်ဟု ကလေးမျိုးမှစာရေးဆရာများဖြစ်သောမြာစင်ချေမြာရွတ်တွာခမ်းမန်နှင့်ရတနာဘုံထီဆိုင်မှဒေါက်တာဦးတန်ဝင်းဒေါ်ကြည်ကြည်ရန်ကုန်မျိုးမှရောက်နေနေသောဆရာမနှင်ပန်းအိမ်တို့အားအကြောင်းကြားထားပြီးကလေးတို့တိုက်ရိုက်မသွားဘဲမုံရွာတို့ဝင်ကားတညာဤသည်မန်လေးမှမုံရွာတို့သွား ဆရာညီပူလေးကမုံရွာမှဆရာဦးအောင်တို့မိသားစုထံကျမမုံရွာရောက်လာမည်အကြောင်းကြိုဖုံးဆက်ထားပြီးဖြစ်၍ဆရာအမောင်တို့ဇနီးမောင်နှံကလည်းမုံရွာမှဆောင်ကြနေကြသည်ထို့သောအမနာရန်ဒုက္ခပေး၍ရနိုင်သောခင်မီတန်ကမန်လေးမှာကလေးကတွေ့ခဲ့ပြီးမုံရွာလိုက်ခဲ့သဖြင့်ဆရာအမောင်တို့ဇနီးမောင်နှံတတရာရသွားရသည်ရန်ကုန်မှစထွက်ကလေးကပလဲနှင့်ကျမနှစ်ယောက်ဖြစ်သည် အမေလူလူတော်မအား မွေးနေ့အကျိုးဂါရဝပြုရန်တောင်လေးလုံးဆရာတော်အားဖူတွေ့ရန်ဆရာကြီးမဟာဆွေရာပြည့်အမှတ်တရတောင်လေးလုံးရင်မြင်တွင်အထိတ်အမှတ်တစ်ခုခုထရှိရေးအတွက်ဆရာတော်ဥပညာထံမှဩဝါဒနှင့်အကြံဉာဏ်ရယူရန်ရည်ရွယ်ချက်ဖြင့်ရောက်လာကြခြင်းဖြစ်သည်ကျမတို့နှစ်ယောက်ကံကောင်းသွားကြသည်ကမန်းလေးတို့ရောက်သည်နှင့်သူမမနုထံတွင်ရောက်နေသောခင်မီတန်နှင့်တန်တွေသည်ဖြင့် မုံရွာစည်းရေးပင်မကမန်းလေးစည်းရေးပင်မကုန်ကြတော့ပဲမန်းလေးမှကိစ္စများပြီးဆုံးသွားသောအခါပလဲရောကျမပါခင်မေတန်းနှင့်အတူမုံရွာသို့လိုက်ခဲ့ကြသည် မုံရွာမှတညအိပ်ပြီးကျမကကလေးကိုသွားပလဲကရန်ကုန်ပြန်ရန်ဖြစ်သည် ပလဲကလည်းမန်းလေးမှရန်ကုန်သို့တန်းပြန်လျင်မြန်ဆန်လွယ်ကူသလောက်ကျမကလည်းမန်းလေးမှကလေးသို့ကားဖြင့်ထိုက်ရိုက်သွား၍ရတော်လေတမင်သက်သက်မုံရွာသို့လိုက်လာကြခြင်းဖြစ်သည် မုံရွာမှာခင်မေတန်းတို့မအောင်တို့ကစီးပွားရေးလုပ်ငန်းရှင်တွေကျမတို့လိုငံမွဲငတီတွေမှသူတို့ကိုဒုက္ခမပေးရင်ဒုက္ခပေးမည်သူမရှိ အခုတော့ပလဲတငယ်ချင်းတွေကပလဲနဲ့မေဦးနဲ့ပတ်သက်ပြီးနောက်ဆက်တွဲဒုက္ခတွေကိုပျော်ပျော်ကြီးခံနေကြရပြီဖြစ်သည်သူတို့ကိုယ်တိုင်ထိုဒုက္ခများကိုမွေးလျော်တမတ်စွာရှာယူပွေ့ပိုက်ထားကြတော့လေကျမတို့မကန်ချင်အောင် ဟန်ဆောင်ညှို့ပြရသည်တစ်ခေါက်သွားပြီးတိုင်း နောက်ကိုဒုက္ခလာမပေးကြပါနဲ့တော့ဟုမှားလိုက်ကြပြန်ပြီ မရောက်တာကြတော့ခါရင်တော့အမတ်တရားအဝိထေသုံးဆောင်များကို လူကြုံနှင့်ပို့လွှတ်တကြပြန်သည် ထိုများပြောတတ်သောအကြည်စားတန်တတ်သောအပေါင်းအသင်းများပါပြီယူသွချင်းပေါ်သွချင်းကို ကိုစားပြုပြီးအမိတညာမှဲ့ခေါ်ထားသောခင်မေတော ခေါ်ညီမလေးခင်မေတန်ဟန်ဆောင်ခြင်းမပါဘဲအမှန်တကယ်ဝမ်းနေကြည်ခွဲစွာ သူပြောရာ ဟာချီဘီရေးသားလိုက်တော့ကျမနဲ့ပတ်သက်သည့်ရှားပါဝိထုတို့လေးတပုတ်မေဦးနဲ့ပလဲစီမှတစင်ကျမစီရောက်လာတော့ခါရင်တော့ကျမမှာသူ့တန်ရောစင်ကိုအံ့ဩသွားရသည်မိတန်းကစာမီးပါစာကိုတော့ဖတ်သည်ဒါရောကျမတို့စာတွေကိုဖတ်ရတာအချိန်ကုန်သည်တပုတ်900ပြီမှဖတ်မည်စာအုပ်လက်ဆောင်ပေးလျင်ငွေ900ပါပေးရမည်မဂဇင်းဂျာနယ်တွေပါသောစာမှုတွေတွေ့တော့ ျော်စေးနှင့်ဖက်ခါမှတ်ထားပေးမည်ဟုပြောလေသည်ခင်မေတန်ချင်းတွင်ဝိညာဉ်ဝိထုကို ရေးပြတော်နေသည် ကျမမုံရွာမှကလေးတို့ထွက်ခဲ့ပြီးနောက်တနေ့ညတွင်ဖြစ်သည်အလွန်ပြောတတ်နောက်တတ်တော်သူပူပန်ကြေကွဲစွာ ရောက်ရက်ခတ်သွားပုံကိုဖြင့်ကျမအတွေ့ဖြင့်ပြည်ပြင်းအောင်မှန်းဆ၍ကြည်တော်လေတိကျစွာမမြင်ရပါသို့သော သူဝိထုကိုဖက်၍နှလုံးသားကိုတော့အခိုင်အမာယုံသည့်ထက်ယုံကြည်သွားဖြစ်တော်သည် ကျမတို့မုံရွာရောက်တဲ့နေ့တွင်ခင်မေတန်မဟောင်တို့နဲ့ညစာအတူစာဇေတန်လျှောက်လည်းနဲ့အပျော်ကြီးပျော်ပြီးနက်နက်စောစော ရှော့တဲ့အမြန်ရင်နဲ့ကျမကကလေးတို့သွားပြီးပလဲကမန်းလေးတို့ပြန်ကရန်ကုန်စင်းရန်စီစဉ်ထားတဲ့အတိုင်းနောက်တနေ့နဲ့နက်စောကြီးကျမအိယာမှနုံနေခဲ့သည်နက်နက်၅နာရီထွက်မြီရေစိတ်တို့လိုက်ပို့မြီပလဲနဲ့ခင်မေတန်ကတရှူရှူနဲ့ဟောက်ရွေကောင်းကြတော့မေတန်းဤတူမလေးတိုင်မယောင်က ကျမမနိုးခင်ကပင်နိုးနှင်ပြီးစွန်ထချက်နေပြီမို့အိမ်နှင့်နေသောတင်မော့စိတ်တို့မိတန်းနှင့်ပလဲကိုမနိုးတော့ပဲစားရဆောင်ရေးထားခဲ့ကတိုင်းမြောင်နှင့်ကျမဆင်ခဲ့ကြသည်ညာကညီနက်အောင်စကားတွေပြောကြအစာစားကြနေမို့ယခုချိန်ထိအိတ်ကောင်းသေးခြင်းဖြစ်သည်ပလဲကလည်းညင်မြန်မှမန်းလေးပြန်ရမည်မို့အေးဝအောင်အေးရရသည် ကျမသာမနက်၅နာရီခီးထွက်ရမည်ကိုစိတ်စောနေ၍နှုတ်ပြခဲ့ခြင်းဖြစ်သည် တင်မောနှင့်တညာအိယာမြေချင်းတွင်မြစ်ကြောတွင် ကျမစီသည့်အမြန်ရင်ကနက်နက်9နာရီထွက်ပြီး6နာရီပဝန်းကျင်တွင် နေခြင်းရသဖြင့်စိတ်မချသူများက တားနေသည့်ကြားမှာကျမဇော့ကက်ပြီးထွက်ခဲ့ခြင်းဖြစ်သည်မမရရမန်လေးမှာအမေမကိုကရော့စင်ကမမဒေါက်တာတန်းရင်မကမုံရွာကနေကလေးကိုတွားရင်တင်မောစီနော်ရှော့တယ်ရီမစီနေအနေနဲ့နီးရဲကြားလာဟုတတိချာချာမှားလိုက်သေးသည်ဖြစ်ခြင်းနော် ထိုနေ့ကကျမစီတော်အမည်နှင့်တူသည့်ရှော့တဲတစ်စင်းမှောက်သည့်တဲ့ရင်က မုံရွာကလေးဝါနှင့်ကလေးမျိုးများတို့အထိန်တူတူနှင့်ပြန့်နှံ့သွားပြီး ကျမနှင့်ပတ်သက်သူများအားလုံးအထိတ်တလန့်နှင့်စိတ်ပူကုန်ကြသည် ထိုထဲတွင်တေးရတဲ့အိပ်ပြီးမနှက်စောစောသူတို့ကိုမနှိုးဘဲထွက်လာခဲ့သည့်မိသန်းတို့မိသားစုကအဆိုးဆုံးဖြစ်လိမ့်မည်ထင်သည်ထို့ကြောင့်ပင်ချင်းတွင်ဝိညာဉ်တစ်ပုဒ်မိသန်းဤနှလုံးသားမှထွက်ပေါ်လာခြင်းဖြစ်ပါလိမ့်မည် ထိုဝိထုကို ကျမဖက်ကြည့်သည်ချင်းတွင်ဝီညင်အမရေဘလို့ဖြေရမလဲအိမ်မက်လိုပါပဲမနေ့ကတညလုံးအမရေကျွန်တော်ရေ ပလဲရေမေဦးတပုံတွေကြည့်ကြငယ်ရွယ်နှုတ်ပြိုစဉ်ကလှလှပပဖြစ်နေတဲ့ကိုပုံဟောင်းလေးတွေကြည့်ကြအခုဖြစ်နေတဲ့ပုံပြက်ပန်းပြက်ခနာကုန်းနဲ့ရှင်ပြီးဟားနေကြပျော်နေခဲ့ကြတာလေးတွေဟာအခုတော့လွမ်းစရာလေးတွေဖြစ်နေပြီပေါ့ စကားပြောကြရင် အမကအိတ်ပြောသွားတယ်လေမီးကမလာတော့မီးစက်မောင်းတဲ့အတန်နဲ့အမနဲ့တွေ့ခြင်းနဲ့အမစာဖတ်ပရိသတ်ဧည့်သည်ခေါ်တဲ့အောင်ကျွန်တော်တို့မကြားခဲ့မိဘူးတော်တော်ကြားမှာအမကိုနှိုးပြီးဧည့်သည်ကိုဆင်းတွေ့ချရတာသူကဆရာမဒေါမြင့်မြင့်ခင်နဲ့အမကိုလေးစားတဲ့ချစ်တဲ့အမပရိသတ်တူပေါ့မနဲ့အမကလေးကိုတွိုင်းလမ်းမှာစားဖို့မုံလာပို့ရှာတယ်ခုတော့ဒေါမြင့်မြင့်ခင်ခင်များလဲဝမ်းနေပက်လက်ပေါ့ အမရေ ပလဲရေကျွန်တော်ရေမန်းလေးကမုံရွာအကူညောင်မင်ဝိုင်းမှာ စားခဲတောက်ခဲကြတာလေးတွေပြန်မြင်လာတယ်။အမနဲ့ပလဲကထမင်းကိုစွန်းနေတော့မစားနိုင်ပဲလက်နဲ့အားရပါးရစားနွားနိုခဲစိတ်သားခဲကြက်သေးမြင့်ငဖဲကျော်ချသမျှအကုန်စားတဲ့အမနဲ့ပလဲကိုကျွန်တော်ကရန်ကုန်မှာဘလောက်ငတ်လာတယ်လဲမသိဘူးလို့တော့စမိသေးတယ်။မကြခင်အမအတွက်ကျမဆိုးကြီးရောက်လာမယ်ဆိုတာအဲ့ဒီတုန်းကမသိတာအမှန်ပါအမရေ။ ကားဆိုက်ဆိုက်ချင်းအမားကဆရာအန့်စီဝင်ကျင်နေဆိုလို့ကျွန်တော်လိုက်ပို့ခဲ့တယ်။ဆရာအန့်အမျိုးသမီးအန်တီမြင့်ရဲ့ချောမောခန့်ညာပုံကို အမကတန်တော်ပြောခဲ့တာလေ။စကားပြောတာကလည်းချိုးယင်ကြည့်လိုက်တာတဲ့။ဆရာအန့်တို့လင်မယားရော အမကိုမနေကလေးကမျှော်နေတာတဲ့။အမြန်ရင်လက်မှတ်တောင်ဝယ်ထားရမလားစဉ်းစားနေကြတာတဲ့။အဲ့ဒီအမြန်ရင်ဆိုတာကြီးကအမကိုကျွန်တော်တို့နဲ့ထာဝရခွဲမဲ့မှန်းသိခင် ကျွန်တော်ကိုယ်တိုင်ဒီလက်မှတ်မဝယ်ပေးခဲ့ပါဘူးအမရေဖြစ်စီတော့လို့ပါအမရေကားခိတ်ကဆင်းဆင်းချင်းစိုက်ကားသမားလေးတွေက ကလေးသွားမှလားလို့မေးကြတာအမကအမြန်ရင်အဆုံစမ်းတော့မနှက်ဖြန်ရမှာမဟုတ်ဘူးတဲ့လက်မှတ်ကုန်ပြီလို့ပြောကြတာအမကလည်းပဇွန်နောင်စေကထိန်အမိပြန်ချင်တော့မိတန်ငါတို့ကိုယ်တိုင်သွားဝယ်ကြရအောင်နှက်ဖြန်လက်မှတ်ရမှာဖြစ်မဲဆိုပြီးကန်နာတာရိုးပေါ်လက်မှတ်ကိုယ်တိုင်သွားဝယ်ခဲ့ကြတာလी VIP ခြံထားတဲ့ခုံတစ်ခုံက အမကိုတေရွင်းနဲ့ပို့လိုက်တယ်လို့ပါပဲလားလက်မှတ်မရခဲ့ရင်လည်းကောင်းတာနော်ကျွန်တော်ရဲ့ပလဲရဲကတော့အမကိုစနေကြတာနာယီဥက္ကဋ္ဌကြီးသူများနာယီတွေကိုပဲကိုထိလက်ရောက်လိုက်လို့ပြီးပြီကိုကြမှာချင်းတွင်မြင့်ရေရင်ကြောတဲ့မျောသွားလို့ကတော့ကျွန်တော်တို့ဘာမှလုပ်ပြလိုက်ရမှာမဟုတ်ဘူးလို့အမကိုချစ်စနိုးနဲ့စခဲ့ကြတာရှေပြေးနမိတ်ဆိုးကြီးမှန်တကယ်မသိခဲ့တာပါအမရဲ့ဆက်ဆံရေးကောင်းတဲ့လူမှုရေးမှာတာဝန်ကြီးတဲ့အမရဲ့ ပြည်သူချစ်တဲ့အမတေသွားတာတော့သူများကိုဒုက္ခမပေးခဲ့ဘူးအမရဲ့အလောင်းကိုရှာမတွေ့ခဲ့ဘူးလေအမကမနဲ့တင်မောစိတ်လိုက်ပို့ဖို့ပြောတယ်ကျွန်တော်နဲ့ပလဲကအိပ်ပျော်နေရမနှိုးရလို့တဲ့ကျွန်တော်အိမ်ကအတူမာလေးကိုတင်မောစိတ်ခေါ်သွားခဲ့တာလေအမကလူတကာပေါ်မှာညတာအလိုက်တီတာအနွန်တာခန်းတာအမရဲ့ချစ်စရာဇရိုက်ကလေးတွေပေါ့ကျွန်တော်နဲ့တော့နောက်ဆုံးအနေနဲ့နှုတ်ဆက်ခွင့်မရလိုက်ပါဘူးမရဲ့ကျွန်တော်တို့ကတာဝန်မကျေပင်မဲ့ အမကတော့နောက်ဆုံးအချိန်ထိတာဝန်ကျေခဲ့တယ်။အိပ်ပျော်နေတဲ့ညီမလေးကို စာလေးတစ်စောင်နဲ့နောက်ဆုံးနှုတ်ဆက်ခဲ့တယ်။မေတန်ပလဲအိပ်ပုံမှာနှာခေါင်းသွားပြီ။မအောင်ကိုလည်းနှုတ်ဆက်တယ်ပြောလိုက်ပါ။ငါမရှိပဲအစားကောင်းအတော့ကောင်းတွေစားမနေကြနဲ့နော်။သွားပြီဆိုရဲအမရဲ့စားသားလေးတွေကိုဖတ်ပြီးမျက်ရည်မစဲနိုင်ဘူး။ရင်ထဲမှာနင့်နေအောင်ခံစားရပါလေ။တမ်းမြင်အောင်ဆိုတာ လူသေးပေမဲ့နာမည်ကကဘာတီတရွေရှိနေဦးမှာပါ အမကူညီခဲ့တဲ့မိသားစုတွေနာယီအတင်းကြီး AIDS အတင်းကြီးအနာကြီးယောဂစတဲ့အားလုံးကအမကိုတတိတရာတန်းတာနေကြဦးမှာပါလူဆိုတာမသေးခင်အများအတွက်ဘလောက်လုံနိုင်ခဲ့လဲဆိုတာသူ့ဘွားရဲ့အရေးသွေးပါပဲအမကတော့အသက်ရှိနေတဲ့အချိန်တိုင်းမှာကိုကြီးကိုရာကိစ္စတွေထက်အများအတွက်အလုပ်လုပ်ခဲ့တဲ့အဖိုးတန်မိမဆိုတာ အားလုံးသိရှိခန်းစားခဲ့ကြရပါတယ်။အတ္တထပရကိုရှေ့တန်းတင်တဲ့အမဟာ ကောင်းရာသူကတိလာမှာပါ။ကြံရစ်ခဲ့တဲ့လူတွေကသာ အမအတွက်နှမျောတတ်တာနဲ့အမြဲတည်းရနေကြမှာပါ။ရှေ့ရဲ့၁၇လ2001မနက်9နာရီအမြန်ရင်နဲ့အမကလေးကိုလိုက်သွားတယ်။ညရောက်တော့အမအကိုကိုမျိုးက အမလိုက်တဲ့အမြန်ရင်ရင်မှောက်လို့ဆိုတဲ့သတင်းစိုးကြီးကိုလာပြောတော့တာပါပဲ။မယုံနိုင်မှုမရဲ့ ်ခလေးကအပြန်မုံရွာဘက်ကလှည့်ဝင်မယ်ဆိုတဲ့အမအတန်လေးကိုပဲကြားယောင်နေမိတယ်။အမကတော့ချင်းတွင်မြည်ရေကျော်မှာထာဝရလဲလျောင်းခဲ့ပြီပေါ့။အမကြီးအမြအမြအမြပြုသမျှကုသိုလ်ဖို့ပါကောင်အမကိုအမြဝေပါလေ။ရောက်ရဘုံဘွားမှာတာရုခေါ်ဆိုးနိုင်ပါစေ။အမြအကျိုးစတဲ့တဘိုးတဲပိုးနိုင်ပါစေ။စကားပြောကောင်းတဲ့အမမနှောလှတဲ့အမ အများအကျိုးထမ်းတဲ့အမမိပါကျေးဇူးတည်တဲ့အမဖြစ်ရဘွားမှာကောင်းရာသူကတိဒါပါစီတွတ်တွတ်ဝိထုရေးလေးမရှိတော့လဲသူခံစားချက်ကို ဖော်ထုတ်ထားသောဝိထုတပုတ်ကိုဖြင့်တရုတ်ပေါ်အောင်ရေးတတ်ပါပေသည်ဟုမေဦးနှင့်မပလဲရော ကျမပါချီကျူးမိကြသည်သို့သောထိုဝိထုကရှော့တဲမှောက်တဲ့အထဲကျမမပါသောသတင်းတေချာပြီးအတန်းကြာမှာ ကျမထံပို့လိုက်သောဝတ္ထုဖြစ်သောကြောင့်ထုံးစံအတိုင်းမတော်တရော်ရေးထည့်လိုက်သောစာများတွဲပါလာပြန်သည်အမကြီးအမကြောင့်ကျွန်တော်ကိုမျိုးနဲ့တိုင်းမင်အောင်တို့ဟတ်ထိခဲ့ကြတယ်အမကမနဲ့သွားညကြတော့ကိုမျိုးကမော်တော်အမြန်ရင်မှောက်တဲ့တရင်ကြလို့ပြာရခတ်သွားကြတာပဲညနေ၄နာရီလောက် မစိန်ရွှေတော်နားမှာမှောက်တာရွှေနဲ့ဒီဟုံးမလင်းအမြန်ရင်ဆိုမှဟင်းချရတယ်လူ၂၀လောက်သေးတဲ့ ာမီးရတော့အမအတွက်မပူပါဘူးချင်းတွင်းမြေကြီးအတွက်ပဲပူတယ်ချင်းတွင်းရေကြီးကအမသာပါသွားရင် ချင်းတွင်းရေနောက်ဖြစ်သွားမှာမုံရွာပကြီးဆရာတွေလည်းနာမည်ပြောင်းရအောင်ပါပဲတာမီးတို့မုံရွာကအတန်တန်လေးတွေပါ အပြောကောင်းမနှောကောင်းအပြောချိုးမနှောချိုးရုပ်ချော့ဥပမာဒေါခင်မီတန်းဒေါအောင်ဆရာအန့်ဇနီးတကယ်လို့ဒေါတန်းမြင့်အောင်သာချင်းတွင်းရေတဲ့မျိုးလို့ကတော့ချင်းတွင်းမြေကြီးညဉ့်ဉန်းမှုတွေဖြစ်ကုန်ပြီလူသားတွေဒုက္ခရောက်ကုန်ပြီ ယောဂပိုးရီ AIDS အနာကြီးဆေယောဂကုကုံမဲတောက်ရီတုံးရီမတန့်ဖြစ်မဲအကယ်၍သာရုပ်ရှင်နာမည်မဟုတ်ပါ ယခုမှောက်တဲ့ရွှေနေဒီကကလေးရွှေနေဒီဖြစ်ခင် စာပေလောကကြီးတစ်ခုလုံးတုံးလုံးသွားမဲမတာရီဒုက္ခရောက်ကုန်မဲ AIDS ဝေနာရှင်တွေအနာကြီးဝေနာရှင်တွေဆေယောဂသည်တွေမာတာထရီအောင်ကိုတန်တာချမဲလွမ်းဝေတဝေဝေကြောင်ညာနေခြင်းမဟုတ်ဖြစ်သွားမည် အမအဖေရဲ့တတရားမြောင်မျက်လုံးခွင်အမမျက်နှာနဲ့လူနာလာမေးကြမယ်စာပေသမဘောရာတွေနဲသွားမယ်ပဇွန်အောင်ဈေးသူဈေးသားတွေမျက်စိနှောင်တတ်တာသွားမယ်ရွှေမြူတွေနဲ့မဟေတီအလင်းနံဂျာနယ်တွေတမ်းမြင်အောင်ရဲ့နောက်ဆုံးစာမှုဆိုပြီးဈေးတက်ကုန်မယ်မုံရွာကချော့ချော့လာလာခင်မေတန်းဆိုသည့်ကောင်းမလေးစဖက်ခါတွေမရရွေဝမ်းနေပါသည်ကြက်ကလေးဖြစ်သွားမယ်အမသာပါသွားခဲ့ရင်ဆိုပြီးဝိထုတပုတ် တကယ်ပါသွားပြီမှန်လို့ရေးလိုက်တာဖက်ပြီးပြီလားကောင်းတယ်နော်ဆက်သားရေးရင်ဒေါခင်ဆွေဦးတို့ဒေါ်တမ်းမြင့်အောင်တို့ထမင်းငှက်သွားမယ်တာမီးစာမူကလွမ်းစရာမကောင်းဘူးလားဟင်စာမူလဲရေးတာအလကားအလကားရေးတာနော်တကယ်ဆိုရင်အဲ့ဒီလိုမလွမ်းဘူးတကယ်ဖျားဆူဒေါ်တမ်းမြင့်အောင်တို့လက်ပြချီရကမရိုက်ပဲကိုစရိုက်တော့မလို့ကံကောင်းလို့တို့ပြားကိုလှမ်းသွားတာပဲရင်ခုံအောင်သူလှုပ်ပြန်ပြီထက်ထက်မေးတမ်း စားလဲတောက်လဲသွားသေးတယ်။ပြန်သွားတော့အေးမပြန်ဘူး။အထိတ်တလန့်ဖြစ်အောင်ဒုက္ခမျိုးမျိုးပြေးသွားသေးတယ်။ရွှေနေဒီအမြန်ရင်မှောက်တော့အမပါသွားပါပြီဆိုပြီးဝမ်းကိုတားသွားတာပဲ။အေးလီထူပူသွားတာပဲ။တုံးကြော်မှတမ်းမြင့်အောင်ဆိုပြီးကြာနေတဲ့ထဲအုံးမှပဲ။နှမို့ဆိုတာမီးကတရေကြောက်တက်တယ်။အမမျက်နှာလှလှလေးရဲ့ခုနလလောက်ရှိပြီလို့ထင်ရတယ်။အမခန္ဓာကိုယ်ကမို့မို့ဖောင်းဖောင်းဗိုက်ကလေးရဲ့ တန်ပြီးတောက်ပြောင်နှက်မှောင်နေတဲ့အမအသားရောင်လေးရဲ့ကို မျက်စိတဲကကိုမထွက်ဘူးချင်းကြီးမခင်မေတော့တော်တော်ထိုဝိထုနဲ့စာကယခုလာအပြီလာစဉ်ဖျားဆောင်ဖူထွက်လေးရှိသောမမဦးနှင့်ပလဲမုံရွာဝင်လာ၍ပြလိုက်ခြင်းဖြစ်သည်အချိန်ကာလအဖြစ်အနှဲငယ်ကြာသွားပြီဖြစ်တော်လေဖက်၍ကောင်းစဲပင်ဖြစ်သည်ဒါနဲ့မပြီးသေးဘူးအမအတွက်အခုကျမပြန်ကားနေမှာ လောလောလတ်လတ်ရေးပေးလိုက်တဲ့စာရဆောင်ရှိသေးတယ်။ထပ်ဖတ်ပါဦး။ဟုဆိုကစာရီယူလာသည့်နေ့ကတစောင်းမီတစောင်းဖတ်နေတော့ကျွန်မကိုပလဲကစာရဆောင်ထုတ်ပြပြန်သည်။တို့ဒေါ်တန်းမြင့်အောင်ဝိထုဖက်ခ900ငွေလွှဲပေးပါ။မေဦးပလဲတို့နဲ့ခင်မေတန်ဖတ်ရှုနားလေတတိထားဖို့ရေဝေထိန်ပင်တဝဲချောင်းစာစုများတင့်တိမင်းတန်းမြင့်အောင်ဟုလက်မှတ်ထိုးပေးထားသောစာအုပ်ဖက်ခဖြစ်ပါသည်။ ထွက်သည်။စာအုပ်အမြန်ချောပိုးနှင့်ပို့ပါ။နှအုပ်ပိုးကဖက်ခါတထောင်မှတွဲ၍ပို့ပေးရန်ဖြစ်ပါသည်။ကိုချင်းချင်းတွင်အာနာ၍သာ အချင်းကုန်ခံ၍ဖက်ပေးခြင်းဖြစ်ပါသည်။ရောင်မြန်ထဲတွင်နာရီလုပ်ငန်းဆောင်ပါဖတ်ထားပါသည်။ဆောင်းမကတရားယူပါသည်။မဟေတီတရား၊ရွှေတရား၊အလင်းနန်းတရားစုစုပေါင်း900ရှိပါပြီ။လူကိုယ်တိုင်လာဆက်ရန်မလိုပါ။ငွေပို့လိုက်လျင်ကျေးဇူးတင်ပါသည်။ ်လူချင်းထက်တွေ့ရန်အစီအစဉ်လုံးဝလုံးဝမရှိပါငွေကုန်ပြီးထိတ်တလန့်ဖြစ်စေသောဤကဲ့သို့အပေါင်းအသင်းမျိုးကို နောက်ထပ်တွေ့ဆုံရန် မစင်စားဝင်တော့ပါချင်းကြီးမာလီထိုနေ့ကမေတန်းစာများကိုတယောက်နဲ့တယောက်လဲဖတ်ကြသော မေဦးနှင့်ကျမအားပလဲကနောက်ဆုံးစာရွက်တရွက် သူမဤလက်ကန်အိတ်ထဲကထုတ်ပေးပြန်သည်ယော့ဟောရာကကမန်းကန်ထက်ပြေးလိုက်တယ်အမအတွက်စာရိုးလေးနဲ့ဂျင်ညာချက် ဟီမကုံနိုင်သေးဘူးလားဟဖက်ကြည့်ဖက်ကြည့်အမတို့မဟုတ် အမြင့်ပြန်တက်မသွားဖြစ်သေးတော့အမြင့်ပြန်ကြွက်မဟေဒီမဂဇင်းမှ ကျမဤအမြင့်ပြန်ငှက်ကိုညွှန်ထားခြင်းဖြစ်ပါသည်တောင်တမန်ကငှက်သမားလေးတွေကလည်းငှက်လက်ကားစီပြီးမုံနောင်ကျွေးလိုက်ရသေးတဲ့အမအတွက်သာမီးလိုပဲဝမ်းနေနေကြတယ်နောက်ထပ်နှစ်ပေါင်းများစွာ အနှိမ့်ဆက်ခံကြရအောင်မှကြောက်လို့တဲ့ ။တာမီးတို့ရဲ့ဘဝဝကြွေးပဲပေါ့လေ။အမကတော့အတုပမားရဲ့သခင်၊သူ့ဘရာစာမဟာကန်နုရှင်ဆိုတော့တေကံမရောက်တမပြောက်သေးဘူးပေါ့တဲ့။မေတီတဲကမောင်ယိုးကိုတခုတော့ပြောချင်တယ်။သူ့စာတဲကလူမှုရေးလုပ်ငန်းတွေနဲ့အလွန်ရှုပ်ပြီးတွေ့ချင်လို့တွေ့ချင်မပေးနိုင်တဲ့တမ်းမြင်အောင်နဲ့မဟုတ်ပါတာမီးတို့အတွက်တော့မတွေ့ချင်မဲနဲ့ကိုမုံရွာမန္တလေးခဏခဏလာနှိမ့်ဆက်နေတဲ့တမ်းမြင်အောင်ပါ တွေ့ချိန်တွင်ခဏခဏပေးနေလို့အသေးနာတယ်။ဒါကြောင့်ပြင်ညာချက်တစောင်းထုတ်လိုက်ပါတယ်။အထက်မြန်မာနိုင်ငံမှာ စာချစ်သူများရှင်။စာရေးဆရာမဒေါ်တန်းမြင့်အောင်အားဖိတ်ခေါ်ခြင်းမပြုကြပါရန်လေးစားစွာပန်ကြားအပ်ပါသည်။ကြားထဲမှငှထွားခါနာ၍ဖြစ်ပါသည်။ဒေါ်တန်းမြင့်အောင်အားချစ်ခင်လေးစားပါကရန်ကုန်သို့တွားရောက်တွေ့ဆုံကြပါရန် အနုညွတ်တောင်းပန်အပ်ပါသည်ရှင်။ဟုတ်စာများရိုက်နှင်၍ အထက်မြမာပြည်တို့ဖြန့်ယန်းစီစဉ်နေပါသည်။ဝေကျွေတုံတင်ရှိပါလင်လေဒီဘွားအတွက်တော့ကျေနပ်စေခြင်းပါသည်။ခေမေတောတတဟူသောစာများကိုဖတ်ပြီးတနေ့တာတွေ့ဆုံခဲ့သည့်နေ့ကမမဦးပလဲနှင့်ကျမတို့စာရီအလဲလဲဖတ်ရင်ရေမောပျော်ရွှင်နေခဲ့ကြတော့လေ။မမဦးတို့ပြန်၍လူချင်းခွဲခွာသည့်နောက်တွင်တော့မတွေ့စဘူး။ တကယ်များအဲ့ဒီချိန်တုန်းကငါသေးသွားပြစ်ခဲ့ရင်ဟူ၎င်းအခုနေများငါသေးသွားရင်ဟူ၍၎င်းတွေးမိတော့ခါများ၌ကကျမအမှန်မင်းကြောချမ်းသွားမိပါသည်ကြောချမ်းမိသည်ကလူတိုင်းမလွဲမသွေရင်ဆိုင်ရမည်တည်ခြင်းတရားကိုကြောက်လန့်၍မဟုတ်ပါယခုအချိန်ထိသူတော်ကောင်းတို့ဤလမ်းစဉ်ဖြစ်သောဝိပဿနာတရားကိုအာမထုတ်ဖြစ်သည်သည့်ကျမဤမိုင်မဲမှုကြောင့်သာ ဖြစ်ပါတော့သည် မ်းမြင်အောင်2002ခုနှစ်လုံမာလေးမဂ္ဂဇင်းနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audiobook မှာ ပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်